ခုကျန်ပိုင်ကတော့ကပ္ပဝုချန်ခန်းဂျူလီဆန်နဲ့ခွန်ဖြစ်ပါတယ်။ခန်းကြီး49အငယ်1မှ6ထိုစကားတိုင်းယောသတိဖာရောမင်းထံသို့တွား၍ကျွန်တော်အဖတ်နှင့်အကိုတို့သည်တိုးနွားဥစ္စာရှိသမျှကိုဆောင်လျင်ခန္ဓာပြီကရောက်လာ၍ဂောရှင်ပြည်၌ရှိကြပါသည်ဟုပြောသည်ဖြင့်အကိုစုတဲကရွေ၍၅ရောက်တို့ကို အထံတော်သို့တွင်လေ၏ ဖာရောမင်းကလည်းတင်တို့သည်အပေတို့လှုပ်ဆောင်လိရှိကြသည်ဟုမေးလျင်သူတို့ကကိုရောကျွန်တို့သည်ဘိုးဘေးနှင့်တကွတိုးတင်ဖြစ်ကြပါ၏ဟု၍၎င်းခန္ဓာပြည်၌အလွန်အစာခေါမ၍တိုးတွားကျက်စားเสียမရှိသောကြောင့်ကိုရောကျွန်တို့သည်ပြည်တော်၌တဲခိုခြင်းဟံလာကြပါ၏တို့ဖြစ်၍ကိုရောကျွန်တို့သည်ဂောရှင်ပြည်၌နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟု၍ ၎င်းလျှောက်ကြ၏ဖာရောမင်းကလည်းတင်းအဖနှင့် အကူတို့သည်တင့်ထံသို့ရောက်လာကြသည်ဖြစ်၍အဲဂုတို့ပြည်သည်တင့်ရှိမှရှိ၏တင်းအဖနှင့်တင်းအကူတို့ကို အကောင်းဆုံးသောအရာဂောရှင်ပြည်၌နေရာချလော သူတို့တွင်အစွမ်းတတ္တိရှိသောသူအချို့တို့ကို တွေ့လျင်ငါဤတိုးနွမ်းအုပ်အရာ၌ခံထားလောဟုယောသအားမိန်တော်မူ၏ အငယ်9မှ12ယောသတိအဖယာကုတ်ကိုတွင်း၍ဖာရောမင်းရှေ့မှထားသဖြင့်ယာကုတ်သည်ဖာရောမင်းကို ကောင်းချီးပေး၏ဖာရောမင်းကတင်သည် အသက်အပေမြတ်လောက်ရှိမည်နီဟုယာကုတ်အားမေးလျင်ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍လွန်သောအသက်သည်အနှစ်130ရှိပါပြီကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုပါ၏ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့အသက်တန်းကိုမမီပါဟုရှောက်ဆိုပြီးလင် ဖာရောမင်းကို ကောင်းရှိပေး၍အထံတော်ကထွက်သွားလေ၏ဖာရောမင်းအမိန်တော်ရှိသည့်အတိုင်းယောသတိအဖနှင့် အကိုတို့ကို နေရာချ၍အေဂရုပြည်၌အကောင်းဆုံးသောအရာယာမသက်မြေကို အပိုင်ပေး၏အဖနှင့် အကိုများအဖ၏အိမ်သားရှိသည်များတို့ကိုအနေအမြန်အလိုက်ကျွေးမွေး၏ အငယ်73မှ26အလုံးအစာခေါင်းမ၍တပြီလုံးစားเสียမရှိသောကြောင့်အဂရုပြည်နှင့်ခန္ဓာပြည်သည် အာလျော့လေ၏ပြည်သားဝယ်သောစဘာဖူအဂရုပြည်ခန္ဓာပြည်၌တွေ့သမျှသောငွေကိုယောသစုသိမ့်၍နန်းတော်သို့တွင်ထားလေ၏အဂရုပြည်ခန္ဓာပြည်၌ငွေကုန်သောအခါအဂုတ္တလူအပေါင်းတို့သည်ယောသထံသို့လာ၍ စားစရာကိုပေးသနာတော်မူပါကျွန်တော်တို့သည်ငွေကုန်တော်လဲရှိတော်၌အဘဲကြောင့်တေရပံအန်ဤဟုလျှောက်ကြသောယောတကငွေကုန်လေတရိษံများကိုပေးကြတရိษံအတွက်စဘာကိုပေးမည်ဟု ဆိုသည့်အတိုင်းသူတို့ဒီတရိษံတို့ကိုယူခဲ့၍ယောသတိမြင်းတို့နွားမြဲတို့အတွက်စပါးကိုပေးသည်ဖြင့်ထိုနှစ်တွင် တရိစံရှိသမျှတို့အတွက်ပြည်သားများကိုကြွေးမွေး၏ထုံနှစ်ကုန်ပြီးမှဒုတိယနှစ်တွင်လာကြလင်ကျွန်တော်တို့ငွေကုန်ကြောင်းကိုတခင့်ရှိမှ မထိန်ဝက်ပါကျွန်တော်တို့တရိစံများကိုလည်းတခင်ရပါပြီတခင့်ရှိမှကျွန်တော်တို့ကိုနှင့်မြေမတပါအဘေရာမျှမကြံပါ ရှေ့တော်၌အဘေเจ้าတည်၍ပြည်တော်ပြည့်ရပါအန်ဤအစာကိုပေး၍ ကျွန်တော်တို့နှင့်ကျွန်တော်တို့မိကိုဝယ်ပါ ကျွန်တော်တို့ဒီမိနှင့်တကွဖာရောပြည်ဤကြုံခံပါမည်ကျွန်တော်တို့မသေးအသက်ရှင်စေခြင်းငှာ၎င်းပြည်တော်ဒီလူမစိတ်ညံစေခြင်းငှာ၎င်း မျိုးစေ့ကို ပေးပါဟုရှောက်ကြသောယောသတ်ဒီအေဂုတုမိရှိသည်မြတ်ကို ဖာရောမင်းဖို့ဝယ်လေ၏အစာခေါင်းမ၍အေဂုတုလူတို့ဒီမတတ်နိုင်သောကြောင့် အတီအတီပိုင်သောမြေအကွက်တို့ကို ရောင်းကြသဖြင့်မြေသည်ဗန္နာတော်ဖြစ်လေ၏လူတို့ကအေဂရုပီတဆွမ်းမှသည်တဆွမ်းတိုင်အောင်မြို့တို့သို့ ပြောင်းစေ၏ယေဘရဟိတ်တို့ ပိုင်သောမြေကိုကမဝဲသူတို့သည်ဖာရောမင်းကျွေးမွေးသည့်အတိုင်းကျွေးမွေးသော အစာကိုစားရကြ၏ထို့ကြောင့်မိမိတို့မြေကိုမယောင်းရကြယောသကလည်းတင်တို့နှင့် သင်တို့မိကိုဖာရောမင်းဖို့ယနေ့ငါဝယ်ပြီး မျိုးစေ့ကိုယူ၍လယ်လုတ်ကြလောအတိနံကိုရသောအခါငါဖို့တွင်တဖို့ကိုဖာရောမင်းအားဆက်ရကြမည်လေးဖို့ကိုကသင်တို့ယူ၍နောက်တဖန်မျိုးစေ့ကိုကျဲကြလောသင်တို့စား၍အိမ်သားများသူငယ်များတို့ကိုကျွေးကြလောဟု ပြည်သားတို့အားဆို၏တို့ကလည်းကိုရောဒီကျွန်တော်တို့အသက်ကိုကယ်ပါပြီ တနာသောစိတ်နှင့်ကြည်ရှုတော်မူပါကျွန်တော်တို့သည်ဖာရောပြင်၏ကြုံခံရပါမည်ဟုလျှောက်ကြ၏ထို့ကြောင့်ဖာရောမင်းမပိုင်သောယေဘရဟိတ်တို့မြေကိုထား၍ဖာရောမင်းသည်ငါဘုတွင်တဖို့ကိုပိုင်တော်မူစေဟုယနေ့တိုင်အောင်အေဂုတုပြည်၌တည်သောဓမ္မတက်ကိုယောတစီရင်၍ထားသည်အငယ်29မှ37 ဤတွေလာသားတို့သည်အဂရုပြည်ဂောရှင်ရတ်၌နေသဖြင့်အဥ္စာရတက်၍တိုးပွားများပြားကြ၏ယာကုပ်သည်အဂရုပြည်၌၁၉နှစ်အသက်ရှင်၍အသက်နှစ်ပေါင်း၁၄နှစ်ရှိသည်ဤတွေလာသည်တရားသောအချိန်ဤသောတာယောတကိုခေါ်၍ငါကိုတနန်းလင်တင်းလက်ကိုငါပောင်အောက်၌ထားပါလောဂျူနာတစ္ဆာနှင့်ညီငါ၌ပြုပါ အဂရိပိ၌ငါကိုမတကြိုပါနှင့်ငါသည်ဘိုးဘေးနှင့်အတူအိတ်ချင်ပါ၏အဂရိပိမှငါကိုဆောင်းသွား၍သူတို့တင်းကြိုင်၌တင်းကြိုရမည်ဟု ဆို၏ယောသကလည်းအဖဆိုသည့်အတိုင်းကျွန်ုပ်ပြုပါမည်ဟုဝန်ခံလေ၏ငါအားချိန်ဆခြင်းကိုပြုပါဟု ဆိုပြန်လျှင်ချိန်ဆခြင်းကိုပြု၏ဣဒရလသည်လည်းကတင်ကောင်းရင်ပေါ်မှကိုးွယ်လေ၏ โอเคနောက်ချမ်းပတ်မှာပြန်တွေ့ကြမယ် bye bye